အခုဒီနေ့ဟိုကကျွန်တော်ပြောသွားမယ့်အကြောင်းအရာတွေအကြတော့ crow 2ပြီးတော့နောက်တစ်ခုကကြတော့ blast 2နဲ့ blast selection 2ပေါ့နောက်တစ်ခုကကြတော့ sharpening 2ပြီးတော့ camera raw နဲ့ filter gallery ပေါ့အဓိကအဲ့ဒီ2တွေကိုအဓိကထားပြီးပြောသွားမှာပေါ့တဲအဲ့ဒီကြားထဲမှာအဲ့ဒီ2လေးတွေကိုအခုဟိုတို့လောက်ရင်းနဲ့ဟိုတချို့ layer တွေဘာတွေကိုတွေ့ရလိမ့်မယ် clip map တွေဘာအဲ့ဒီအကြောင်းအရာလေးတွေကိုဟိုဘာထပ်မံသိကျင်နေအခုတို့အရှိကအဲ့ တင်ခဲ့တဲ့ course တွေကိုတွားပြီးတော့တစ်ချက်လေ့လာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့အရှိကား course တွေမှာအဒီဟာနဲ့ layer mask တို့ clipping mat တို့တို့ကိုအဓိက detail တင်ပြထားဖြစ်တဲ့အတွက်အဲ့ဒါတွေလေ့လာပြီးမှသာအကိုတို့ဒီ course ကိုဖြတ်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်။ ဟုတ်ကျွန်တော်နာမည်ကတဟိန်သူပါကျွန်တော် ကကြတော့အခုဒီ PowerPoint မှာပေါ့ဒီ Photoshop Essential 2ကိုအဓိကထားပြီးတော့ပြောတာသင်ကြားပေးနေတဲ့ Instructor တယောက်ဖြစ်တယ်ပေါ့ဒီကျွန်တော်ကအခုလက်ရှိမှာအခုသင်ကြားမယ့်အကြောင်းအရာကကြတော့ဒီ Photo Editing Basic အပိုင်းကိုသင်မှာပေါ့ဒါကကြတော့ကျွန်တော်တို့အနေနဲ့ဒီ Photoshop လုံးဝမသိသေးတဲ့သူစပြီးတော့ဟိုလမ်းနေလုံးမယ်ဆိုရင်တော့နည်းနည်းအခက်တွေ့နိုင်မယ်ဘာဖြစ်လို့လဲဆိုတော့အရှိမှသူနဲ့သက်ဆိုင်တဲ့ tool တွေကကျွန်တော်သင်ထားပြီးသား course တွေရှိတဲ့အတွက်ကြောင့်ဒီဟာကို learning လုပ်တော့မယ်ဆိုရင် ်ကျွန်တော်အရှိမပြောပြပေးသွားတယ်ဒီ course နှစ်ခုကိုအရင်ဆုံးတစ်ချက်လေ့လာကြည့်စေခြင်းနဲ့အဲ့ဒါပြီးတော့မှဒီဟာလေ့လာမယ်ဆိုရင်တော့ပိုအဆင်ပြေသွားလိမ့်မယ်ပေါ့ဟုတ် ဒီ course မှာကျတော့အဓိက main title ကကျတော့ခုနကျွန်တော်ပြောခဲ့သလိုပဲ Photoshop basic 2ပေါ့အဲ Photoshop basic editing 2ပေါ့သူကကျတော့ editing ဆိုတဲ့အတိုင်းပဲအဓိကကျွန်တော်တို့ camera raw ပါမယ် filter gallery ပါမယ်ပြီးတော့နောက်တစ်ခု blur နဲ့ blur selection 2ပါမယ်ပြီးတော့နောက်တစ်ခုကကျတော့ sharpen 2ပေါ့အဓိကပုံတွေကို edit လုပ်ပြီးတော့ပြုပြင်တဲ့အပိုင်းတွေအဓိကစိတ်ပိုင်းတွေပါဝင်မှာပေါ့အဲ့ဒီအတွက်ကြောင့်ဒီဟာကိုကိုပုံတွေကိုကိုကဒီ edit လုပ်ရတာဝါနာပါတယ် redact ကန်ရတာဝါနာပါတယ်သူတွေက လေ့လာဖို့ recommend ပေးပါတယ်ဟုတ်